ကာလာဘောင်ပလတ်စတုတ်တာဆင့်တွဲဆိုင်တွေကတော့ထွက်ပေါ်လာပါပြီ။အာဆင်နယ်ကတော့ကိုယ့်အိမ်ကွေမှာဘရိုက်တန်သင်းကိုအက်ခံကစားသွားမှာပါ။ကာလာဘောင်ပလတ်စတုတ်တာအဆင့်ဆိုတာမျိုးကအသင်းပေါင်းစုစုပေါင်း16သင်းပဲကျန်တော့တယ်။အဲ့ဒီ16သင်းကိုမှတွဲဆိုင်နေလို့တဲ့အခါမှာ၈တွဲအဲ့ဒီ၈တွဲမှာမှ ပရီးမီးယားလိရဲ့ကြီး၆ကြီးလို့ခေါ်တဲ့ထိပ်ဆုံးအသင်း၆သင်းတွေက၅သင်းပါတယ်ကျွန်တော်အရင်တော့သတ်မှတ်ခဲ့တဲ့ကြီး၆ကြီးပေါ့လေအဲ့အသင်းတွေက United တသင်းကလွန်ရင်ကျန်တဲ့သင်းတွေကဒီပြိုင်ပွဲထဲမှာရှိသေးတယ်ဒီဘက်ခင်မှာကကာရာဘောင်ဖလားနဲ့ပတ်သက်ပြီးရောနာမည်ကြီးနီးပြတွေရောနာမည်ကြီးကလပ်အသင်းတွေရောချန်ပီယံလိပုံမှန်ဝင်ရအသင်းတွေရောကအသင်းရဲ့ဂုံတစ်ခုစူဖလားရီကော့တစ်ခုဖလားလက်မဲ့မဖြစ်ချင်တာဖြစ်တဲ့အတွက်ဒီဖလားကိုယူဖို့စူးစမ်းလာကြတယ်ဘယ်အသင်းမှယန္တိနဲ့တိတ်မကန်ကြတော့ဘူး ဟိုးရောဆိုလို့ရှိရင်ကျွန်တော်တို့အစင်ဝင်ကားရှိခဲ့တဲ့လက်ထက်တုန်းကဆိုရင်ဒါတွေကလူငယ်လေးတွေကိုနေရာပေးရနေရာခြေသွေးရနေရာဖြစ်နိုင်ပြီဆိုလူတော်မလူချင်းကစားသမိုက်ဒံရမစိုးတဲ့အတွက်ဆိုတဲ့ပုံစံမျိုးနဲ့ပဲအဖြစ်ဝင်ခံကြတာများတယ်။ဒါပေမဲ့အခုနောက်ပိုင်းမောဘလုံးလောက်ကမှာတော့ဖလားတစ်လုံးကလည်း record တစ်ခုနီးပြတောက်တွက်ဆိုလို့ရှိရင်ဖလားလက်မဲ့ရာသီမဟုတ်ဘူးဆိုတဲ့ပြကျင်တဲ့ပုံစံမျိုးနဲ့ဝင်ပြီးကန်ကြတွေ့ရတယ်။ဒီနေရာမှာကျွန်တော်ကဒီဖလားနဲ့ပတ်သက်ပြီးလိုချင်လားဆိုရင်လိုချင်တယ် အာဆင်နယ်တင်းကလက်ရှိချိန်မှာ major trophy နဲ့ပတ်သက်ပြီးဘယ်လောက်ကြီးပဲရည်မှန်းထားပါတယ်ပြပြောကစားသမိုင်းအနေနဲ့ငါတို့လုံနိုင်တယ်ဆိုတဲ့စိတ်မျိုးသွင်းဖို့ဆိုရင်ယာစီတစ်ခုမှအစောဆုံးရနိုင်တဲ့ဖလားကိုကောင်းကောင်းလေးကျွန်တော်တို့အစာကောင်းထားဖို့လိုအပ်တယ်အခုကျွန်တော်ကွင်းဖွင့်ဖလားကွန်မြူနတီတိုင်းပါညာနဲ့လွဲရင်ကျန်တဲ့ trophy ထဲမှာဆိုရင်တော့ခါရဘုံဖလားဆော့ဆော့ကျင်းပါပြီးဆော့ဆော့ပြီးသွားမှာအခုဆိုဒီ16တင်းအဆင့်အောက်တိုဘာလကုန်ကာဒီလောက်သူတို့အိတ်တုတ်ကံမယ်အဲ့ဒါပြီးသွားရင် quarter final ရောက်ပြီ ကွာတာဖိုင်နယ်ကိုနောက်တစ်လမှာကံပြီးသွားလို့ရှိရင်စီးဖိုင်နယ်ကိုနှစ်ကြော့ကံပြီးတာနဲ့ဘိုလ်လူပွဲမြန်မာမြန်တားကြီးမကြဘူးမနေ့ကကျွန်တော်တို့စီးဖိုင်နယ်ရောက်တယ်နျူကာဆယ်ကိုနှစ်ကြော့လုံးရှုံးတယ်ကဲကျွန်တော်တွဲဆိုင်လေးအကြောင်းပြောလိုက်အောင်အာဆင်နယ်ကတော့ဘရိုက်တန်ကိုအိမ်ကွင်းမှာအခက်ကစားမယ်ဘရိုက်တန်ဆိုတာဒီအာဆင်နယ်ရဲ့တခါကျရင်တော်တော်လေးကိုခတ်တဲ့ပြိုင်ဘက်ပါကံရတာခတ်တယ်ပြီးတော့သူကဘေဒက်တစ်ကောင်းတယ်အသင်းကြီးနဲ့တွေ့တဲ့ခါကျရင်ဘယ်လိုမျိုးဖြတ်ပြီးဆော့ရမလဲဆိုတော့ကောင်းကောင်းသိတဲ့အသင်းတစ်သင်း ဲ့တော့ဒီသင်းမျိုးကိုကိုယ့်အင်ကူမှာရင်ဆိုင်ကစားမှာမှတ်မိမဲ့အာရီတာအရင်ကစားကွက်မဆန်းဖို့လိုအပ်တယ်မနက်ခင်းကပွဲမှာဆိုရင်ကျွန်တော်တို့နိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်ခဲ့တယ်ဆိုပေမဲ့အဓိကကစားမလေးဒဏ်ရမှာစိုးရင်ခဲ့ရတာဒီလူငယ်စားမလေးထဲသုံးတယ်ဆိုပေမဲ့လိုက်လုံးကြီးတွေမဖြစ်တဲ့ကစားကွက်တော်တော်ကြီးကိုဆန်းမှုတွေပြီးတော့ focus ပြောင်းနေမှုတွေ ဒီပွဲနဲ့ပတ်သက်ပြီးစတာမီနာချန်ကျင်လာလားပြိုင်ဘက်ခက်မှမှတုံ့ပြန်မှုကိုအရင်နေပဲသွားကျင်လာလားဝေခွဲမရမှုနေပဲကျွန်တော်တို့နောက်တစ်ဆင့်တက်တယ်ဆိုရင်ပဲအရင်ကြီးအားရခဲ့တာမရှိဘူးတချို့ကတော့ဘလူပဲဖြစ်တက်သွားရင်ကျင်တယ်လို့ပြောပြီးမြဲကျွန်တော်မျိုးလုံးထဲမှာတော့စာကဒဏ်ရာသွားမှစိုးရင်ခဲ့တာဒါအမှန်တိုင်းပြောတာကဲအဲ့လိုဆိုတော့နောက်တွဲဆိုင်တစ်ခုကတော့ United ကိုနိုင်ပြီးတက်လာခဲ့တဲ့ Greenspeed ကတော့ Brentford အသင်းနဲ့တွေ့မယ်စွန်စီးက Manchester City မန်ချက်စတာစီးတီးကတော့ပွဲချောင်းဆွမ်စီးရဲ့ကွင်းမှာသွားကြံမှာပေါ့လေအဲနျူကာဆယ်နဲ့စပါတကယ်ကိုတွဲဆိုင်ကောင်းပဲနှစ်သင်းစလုံးကဒီလိုဖလားမျိုးတွေယူနိုင်သွန်းရှိတဲ့အသင်းမျိုးတွေအဖြစ်ရှိနေချိန်မှာအဲ့နှစ်သင်းစောစီးသွားတွေ့တာတသင်းပဲတက်ပြန်ရဲ့အနေထားပေါ့လေ what hand ကတော့ဒါ red hand red hand ကတော့ကာတစီးတီးနဲ့တွေ့မယ်လေဘာဘူးက crystal pale တကယ်ကိုမှပွဲကောင်းတစ်ပွဲပြန်ပြီးတော့ကြည့်ရအောင်ပါပေါ့လေ wolverhampton ကတော့ chelsea နဲ့တွေ့မယ် wakambi wonder ကတော့ fulham နဲ့တွေ့မယ် ဒီထက်တဲ့မှာဆိုရင်ဆောတော့ကျွန်တော်ပြောလို့ပဲကြီးချောက်ကြီးကြီးရအသင်းဖြစ်တဲ့၅အသင်းအာဆင်နယ်မန်ချက်စတာစီးတီးလီဗာပူးစပါချယ်ဆီဒီအသင်းတွေဒီဒီပြိုင်ပွဲတွေမှာရှိနေသေးတယ်အဲ့တော့ဒီလိုအသင်းမျိုးတွေကိုယ်တိုင်ကလည်းအခုနောက်ပိုင်းမှာဒီလိုဖလားကိုယူကျင်တယ်အရင်နေနဲ့ထဲကန်တာမှိုင်မဲ့ကွာတာစီမီရောက်လာခဲ့ပြီဆိုရင်တော့ကျင်းသေးတယ်ကောင်းမိတ်ညိုမိတ်ဆိုရယ်ကစားသမားကြီးရှယ်ထဲပြုတ်တော့မှာအခုတော့မှ16တင်ဆင်းရောက်သွားပြီအဲ့တော့ အာဆင်နယ်သင်းနီးပြမီခေအိုက်တာကိုဒီဖလားကိုကျွန်တော်ယူစီချင်တာဆိုရင်တော့ကျွန်တော်ယူစီချင်တယ်အရှိမပရီးမီးယားလိတို့ချန်ပီယံလိတို့ FA ကတ်တို့ကဘာမှမသိရသေးဘူးလောဆယ်ဝင်ပြိုင်ပြီးတော့တစီကြီးတက်တဲ့ဖလားကတော့ပို့ပြီးကျင်းနေတယ်အဲ့တော့ကျောင်းအနေနဲ့ဒီအော်တိုဘာလာလာကုန်ကာဒီမှာ16သင်းစစ်ဒီစတုဒ္ထအစစ်တွဲဆိုင်ဖြစ် Brighton ကမယ်အမှကြော်ဖြတ်နိုင်ခြင်းတော့ကျွန်တော် quarter final နဲ့ရောက်မယ် quarter final မှာနောက်တစ်သင်းကိုကြော်ဖြတ်နိုင်ခြင်းတော့ semi final မှာကျွန်တော်နှစ်ကြော့ကန်ရမယ်မနေ့ကတော့ကျွန်တော် Newcastle ကိုနှစ်ကြော့သလုံးရှုံးနေခဲ့တာပေါ့လေအဲ့တော့ ်ဆိုတော့ကျွန်တော်ပြောလို့ပဲနီးပြတောက်ကဲ mindset ကကစားသမားတွေကိုငါတို့ဖလားယူနိုင်နေဆိုတဲ့ mindset မျိုးအရင်လုပ်ပြီးဖို့လိုအပ်တာခါကျရင်အာဆီနယ်မမပွဲချိန်အတွင်းမှာကစားကူကိုမိခိုလွန်းတာမျိုးတအူးချင်း risk ပြီးမတိုးရတာမျိုးဒါနဲ့ပတ်သက်ပြီးတော့ဖလားရနိုင်နေဆိုတဲ့စာလောင်မှုတွေအဲ့ကွင်းထဲမှာပျောက်ဆုံးနေတာတွေ့ရတယ်ကျွန်တော်မီဒီယာထပ်မှာ ဘာဖလားလိုချင်တဲ့ညာဖလားလိုချင်တဲ့ပြောတာမျိုးတွေ training မှာဘယ်လောက်ကြီးပဲလေ့ကျင့်ထားပါတယ်ပြောပြောတကယ်ကကိုင်းထဲမှာရှိတဲ့တန်ဖိုးသည်အဲ့အသင်းတင်းတွေစုဖလားတွေကိုပုံမှန်ဘယ်လောက်ထိယူနိုင်လဲဘယ်လောက်ထိဆက်ပြီးယူသွားဖို့ရှိလဲဆိုတဲ့ mandate မျိုးအဆုံးဖြတ်ပေးသွားတာအဲ့ကြောင့် AI ရဲ့အသင်းဒီလက်ရှိချိန်မှာစုဖလားကြီးရသေးတာမဟုတ်ဘူးတခုခုကိုအရင်စပြီးယူပြီးတော့အဲ့ဒီ mandate ကိုအသက်သွင်းဖို့လိုတာအဲ့ကြောင့်ကျွန်တော်ကမနစ်ကလည်းကျွန်တော်ခါရာဘောင်ရစီခြင်းနဲ့ဆိုတာအဲ့ဒါကြီးလည်းပါတယ်အဲ့တော့ဒီနှစ် ဒဏ်ရာကစားမတွေပြမိပြန်လာနိုင်မဲ့အခြေအနေရဲ့အခုတော်တော်များဒဏ်ရာတဲ့ကစားမတွေကလည်းဒီအော်တိုဝါနိုမာစုပြန်လာနိုင်မဲ့အနေထားရဲ့ဆိုတော့လူစင်းအင်အားတဲ့တောင်းနှင်းတဲ့အာဆင်တဲ့အတွက်ဆိုရင်တော့ဒီဖလားကိုတကယ်လိုချင်နေဆိုရင်လူစင်းအပြည့်အဝနဲ့ဖြုတ်ချင်နေဆိုရင်ကွာတာစီမီဘိုလူဘွဲဆိုတဲ့အဆင့်နေမှာတော့ကောင်းကောင်းဖြုတ်လို့ရမယ့်အနေထားရှိတယ်ပြီးတော့ကြီးချောက်ကြီးတဲ့အသေးနဲ့လည်းနောက်ဆင့်နေမှာရင်ဆိုင်တွေ့ရဖို့ရှိတယ်အခု Brighton ကတော့သူတို့မကြော်နိုင်တဲ့အကြောင်းရှိဘူးဒါပေမဲ့မနက်ကကန်သွားခဲ့တဲ့ပေါ်ဘေးအသေးနဲ့ပွဲစဉ်လိုမျိုးကစားကွက်ဆန်းပြီးတော့မခံလေးစားသွားလို့ရင်တော့ခံစားသွားနိုင်တဲ့ Premier League အကြောင်းတိအသင်းတင်းပဲအဲ့တော့ အာဆင်နယ်အသင်းအနေနဲ့ဒီအဆင့်ကိုကျော်ဖြတ်ဖို့တော့လိုအပ်ပါတယ်အဲတစ်ဖက်မှာတော့ City ကတော့ Hatafi ကို0-2ဆိုတဲ့ရလဒ်နဲ့သူတို့ဒီအဆင့်ကိုတတ်လာခဲ့တယ်ဗောလေ Newcastle ဆိုလို့ရှိရင်လည်း Bradford ကိုသူတို့အနေနဲ့၄ -2 ခုနဲ့နိုင်ပြီးတတ်လာတယ် Spurs ဆိုလို့ရှိရင်လည်း Doncaster ကို3-0နဲ့နိုင်ပြီးတတ်လာတယ် Arsenal ဆိုလည်း Pope ကို0-2နဲ့အဝေးကွန်းမှာနိုင်ပြီးတတ်လာခဲ့တယ်အဲတွဲဆိုင်နေရဆိုလို့ရှိရင်ဗောလေ Brighton ကအဲ Brand Brandsley ဆိုတဲ့အသင်းကို6-6ပြည့်နဲ့နိုင်ငံပြီးတော့တတ်လာခဲ့တယ်ကျွန်တော်တို့တပည့် Brighton ဗောလေအဲ့တော့ လေပါဘူးကတော့ဒါဆောက်တဲ့အသင်းကို2ဂိုးတခုနဲ့နိုင်ပြီးတက်လာခဲ့တယ်အဲ့တော့လက်ရှိအချိန်မှာတော့အာဆင်နယ်အသင်းနေနဲ့ပရီးမီးယားလိမှာလည်းပုံမှန်ဟန်ချက်လေးနဲ့ပုံမှန်ရမှတ်တွေစုဆောင်မှုတို့ကြိုးစားတယ်လို့ဦးချမ်မြန်လေးရဲ့လည်းဂျာဖက်ဂျာဖက်ကန်လာရပြီအဲ့တော့ကာရာဘောင်ကပ်နဲ့ပတ်သက်ပြီးတကယ်လိုချင်သလားလိုချင်တယ်ဆိုလို့ရှိရင်တော့ quarter final စီးဖန်နေရောက်နေတော့အဓိကစားမှ3ဟောက်ရှိတယ်အခု brighter သင်းနဲ့ပွဲစဉ်မှာလည်းဘယ်နှယောက်3ဟောက်လည်းမရှိဘူးမသိဘူးမနက်ကပွဲစဉ်မှာဆိုလို့ရှိရင်လည်း saliba saka လို့ကစားမမျိုး3ဟောက်လို့ declan right လို့ကစားမမျိုးတွေလည်းလူစားဝင်ပြီးထည့်သွားတာတွေ့တယ် gb မကကြီးအပေါဝင်ပေါ့လေအဲ့တော့ဒီလိုပွဲစဉ်လေးတွေကလူငယ်တွေကိုနေရာပေးမှမှန်ပေမဲ့စုဖလားလိုချင်တဲ့တောင်းဆိုမြန်မာတဲ့အခု social media ခက်မှာဆိုရင်တော့ဘယ်ဖလားရရနီးပြတွေကရဖို့တော်တော်စူးစမ်းနေတယ်မနစ်ကဆိုလဲ idea တကယ်လိုချင်ခဲ့တာ ကာဆယ်ကိုနှစ်ကျော်သလုံးရှုံးခဲ့ရဆိုပေမဲ့တေချာပြင်ဆင်နေတေချာနိုင်ဖို့ကြိုးစားတယ်ဒါပေမဲ့ finishing အရန်ကောင်းတဲ့အီဆက်ဥဆောင်တဲ့တိုက်စစ်ကိုတော့ကျွန်တော်တို့မကျော်လို့နိုင်ခဲ့ဘူးပေါ့လေအဲ့တော့ဘာပြောပါခါလာဘောင်ကတော့16သိမ်းပဲရှိတော့တယ်တွဲဆိုင်က8တွဲဒီအဆင့်ကိုကျော်လိုက်တော့တော့ဆက်တွဲဆိုင်က4ပွဲနဲ့8သိမ်းပဲကျန်တော့မယ်အဆင့်အဲ့တော့ Brighton ကိုနိုင်ယူပြီးတော့ Arsenal ကိုကျော်ဖြတ်နိုင်မလားစောင့်ကြည့်သွားမှာပါ Aida ကိုတော့ကျွန်တော်ကတော့စူဖလားရားစီခြင်းတယ်ရားစီခြင်းတယ်ဆိုတာက Aida မှာခုလိုအပ်တာက နီးစနစ်ပိုင်းနဲ့ပတ်တိုင်ကျွန်တော်အပြစ်တော်ရမ်းမယ်မျိုးသူ့ကစားကွက်ဒီတိုင်းမဟုတ်တော့နဲ့အဲ့တော့စူဖလားယူနိုင်တဲ့နီးပြအဆင့်တစ်ခုဖြစ်သွားပြီဆိုရင်တော့ဒီမှာသူတက်တန်းရှည်နိုင်တယ်ပေါ့လေဒါပေမဲ့ဒီရဒီမှာစူဖလားတစ်ခုတက်တည်မပြနိုင်အောင်အသေးရလည်းလူတွေကိုရှယ်ဖြည့်ထားရဆိုရင်တော့ဘာမှစူတော့ဖြစ်လာနိုင်နဲ့အကိမ်များဝန်နေပေးပြီးထပ်ပြီးနေရာပေးရအချိန်ပေးရလည်းဖြစ်နိုင်တယ်ပေါ့လေဘာပြောပါကျွန်တော်တို့ကတော့ပိတ်သက်ဖြစ်တာဖြစ်တဲ့အတွက်စူဖလားလူချင်းနဲ့အိုင်တန်နေနဲ့ရတဲ့ဒီစကွတ်ထဲကနေပြီးတော့ မေဂျာထရော်ဖီမိုင်နာထရော်ဖီခွဲမနေဘဲနဲ့တခုရအောင်ယူပေးနိုင်မလားစောင့်ကြည့်သွားပါပါအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ